မဖြုံးသင့်တဲ့အရာသုံးမျိုးပတ်စံကိုဖြုံးရင်ဥစ္စာဆုံးချွတ်ရတတဲ့စကားကိုဖြုံးရင်တိတ်ခါကိုဆုံးချွတ်ရတတဲ့အချိန်ကိုဖြုံးရင်ဘဝကိုဆုံးချွတ်ရတတဲ့မင်းကလေးတယောက်အိမ်တော်ပြုလိုက်တဲ့အခါကံအကောင်းဆုံးအချက်တစ်ချက်ရှိပါတယ်ဒါကတော့ချွေးမဖြစ်တဲ့မိမိအပေါ်မှာမိမသားချင်းကိုချင်းစာစေရှိသလိုမိမိအပေါ် သမီးလေးတယောက်လိုချစ်နေဂိူးဆိုင်ပေးတဲ့မိခင်တို့ရောက်ခမအကြီးမျိုးကို ပိုင်ဆိုင်ထားရခြင်းပါပဲအခုကြည့်နေခဲ့တဲ့သင်ကောကံကောင်းပါစေမိန်းကလေးတယောက်ကသူ့ချစ်တဲ့ယောက်ျားတစ်ယောက်ကိုအเจ้าမဲ့ပြစ်မထားတတ်ကြဘူးသူမကိုအေးမပါတယ်လို့လစ်လို့ရှူထားတဲ့အခါသူမစာပို့တာကိုအေးမလို့မကြည့်တဲ့အခါ အခြားမိန်းကလေးတွေရဲ့ post တွေကိုလက်ရည်ရတွေပြီးကွမန့်တွေရေးပြီးသူမရဲ့ post တွေကိုဆိုရင်မမြင်တရားစောင့်ကြပြီးဘာမှမပေးတဲ့အခါ သူမကိုအချားအရာတွေအချားသူတွေလောက်တွေတော့အရေးတည်ယူမရှိတဲ့ခါသူမစကားကမမတတန်တညတတန်ပြောတဲ့ခါအဲ့လိုအခြေအနေတွေကြောင့်သူမရဲ့ဝမ်းနည်းမှုတွေကိုမျိုးသိထားပါများလာတဲ့ခါပြစ်ထားတတ်ကြပါတယ်မိမတယောက်ရဲ့ပြောင်းလဲခြင်းကိုခံရတဲ့ယောက်ျားတစ်ယောက်ကလေပထမအချိန်မှာသူမထားတော့မှကို ကြောက်လို့သူငိုရင်ငိုမယ်အောက်ချုပ်ခံပြီးသူတောင်းပန်ရင်တောင်းမယ် ဒုတိယအချိန်မှာနာကျင်မှုတွေကြောင့်သူနှလုံးသားထုံပေးဖြစ်ဖြစ်လာပြီးဒီမပေါ်မှာနာကြည့်လာမယ်တတိယအချိန်မှာတော့သူမကိုဆွလို့ဖို့သူအဆင်သင့်ဖြစ်နေတယ်ပဲအဲ့ဒါသူမကို သူမချစ်တော့လို့မဟုတ်ပဲသူဆက်ပြီးမနာကျင်ကျင်တော့လို့ပါပဲမိဘဆင်းရဲတာကိုအပြစ်မတင်ပါနဲ့မိဘဆင်းရဲတာကိုအပြစ်မတင်ပါနဲ့ဆင်းရဲတဲ့ဈာကတွေမငက်အောင်ထားတာကိုကျေးဇူးတင်လိုက်ပါ မိဘဆင်းရဲတာကိုအပြစ်မတင်ပါနဲ့ပညာတတ်ဖြစ်အောင်သင်ပေးကျေးဇူးတင်လိုက်ပါသင်ဆင်းရဲရင်တော့မိဘကိုမငက်ပါစေနဲ့သင်ပညာတတ်ဖြစ်ရင်မိဘတန်ဖိုးမမေ့ပါနဲ့မြစ်တာပေးတိုင်းမြစ်တာတွေပြင်ရမယ်လို့မမျှော်နဲ့ပါနဲ့တရားကိုညီလိုက်လို့ကိုကိုပြန်ကူညီမယ်လို့မမျှော်နဲ့ပါနဲ့ကိုကောင်းမယ်လို့မမျှော်နဲ့နဲ့ကိုကောင်းရင်ပြန်ကောင်းမယ်လို့မမျှော်နဲ့ပါနဲ့ဖြစ်နိုင်ရင်သူတွေက ဘာစိုးဘာမှမျောလင်းနေလူတွေက တခုခုတင်မျောလင်းနေလေပိုပြီးပင်မရလေတွေပဲအခြားသူတွေကတင်မမဟုတ်တာလေယောက်ျားလေးတယောက်ကတကယ်ချစ်လာပြီဆိုရင်ပြည့်တော်တက်တဲ့အချက်ချက်ချင်းမင်းနဲ့အတူနေရဖို့အတွက်ပတ်စံဆုလာမယ်အရင်လိုစိတ်ရှိတိုင်းမတုံ့ဖြုံတော့ဘူးမင်းကို ခုမတွေ့ဘူးမိဘညီကိုမောင်နှမတွေနဲ့တငယ်ချင်းတွေကိုပေးတည်တာမယ် အရန်သဝင်တူလာမဲ့မင်းကိုမယုံကြည်တော့မဟုတ်ပါဘူးဆုံးချွေးရမှာကိုကြောက်လို့ပါမင်းကိုမျက်စိရောက်ကအပြောင်းမခံနိုင်ဖြစ်လာမယ်အားရင်အားသလိုအခြေအနေပြေးမယ်မင်းကိုစကားကြမ်းကြမ်းဘယ်တော့မှမပြောပဲမင်းနဲ့ဆိုရင်အမြဲတမ်းချိုတာနေတယ်မင်းပြောစကားကိုနားထောင်ပြီးအလိုလိုက်မယ်ဂယူးဆိုင်မယ်ရင်ကျက်တဲ့သူတွေရဲ့လက္ခဏာများတည်ငြိမ်မယ်ဟန်ဆောင်မှုကင်းတယ် စကားအပေါ်ရေမပြောတတ်ဘူးလိုအပ်တဲ့လောက်ပဲပြောတယ်ဟန်ဆောင်တက်တဲ့သူနဲ့အပေါင်းသင်းမလုပ်ဘူးဝိုးဝေးရှောင်တယ်စိတ်ဓာတ်မကောင်းတဲ့သူတွေရဲ့ရန်ရှာတာကိုရန်ကို ရန်နဲ့မတုတ်ပြန်မဲပညာသားပါပါနဲ့တုတ်ပြန်တတဲ့တင်ရောရင်းချက်တဲ့သူလားရီမန်းချက်ပြင်းနေရှင်းရှင်းလေးတွေ့ရိုးရိုးလေးကြင်မြင့်မြင့်လေးကြံမှန်မှန်လေးလို့